ကဲဖနက်စည်းရဲ့ကြီးရဲ့ဘုရားရင်မင်းတော်ဖနက်စည်းရဲ့ကြီးရဲ့ကတခုပြီးတခုကြုံရကြရတယ်ပြောကြရှိတာရင်တော့အဘပဲဖြစ်ဖြစ်အမဘပဲဖြစ်ဖြစ်ဂျမမပုတ္တမဟာသေးကပြောရလိမ့်မယ်เนาะငလင်းဆလို့တော့တောင်ကူမှာအပြိုကျပျက်စီးရဖြစ်တော့ဒီတချုပ်သွားပြီးကြည့်တယ်ကြည့်တယ်ကိစ္စနဲ့ပတ်သက်ပြီးနောက်ဆက်တွဲမှာဒီလိုမျိုးဘုရားရင်မင်းတော်မှာဖနက်စည်းတယ်ဆိုတဲ့ခရိုင်မျိုးတက်လာတယ်เนาะဆိုတော့ဒီလိုကိစ္စမျိုးကတိရွေးဖြစ်စေမတိရွေးဖြစ်စေလက်ခံပြီးလို့မရဘူး အပြစ်ဆိုတာမျိုးကမသိလို့ကျွလွန်ပါရဲ့ဆိုပြီးတော့ပြောလို့မရဘူး။ရှင်းမှာတော့ဆန်းစုကြည်ဆိုလည်းဒီလိုပဲအမျိုးသမီးမိဝင်ရမန်းရှဲဆက်တော်ရဲ့ဒေါအောင်ဆန်းစုကြည်ဝင်လဲကျမတို့မကြိုက်ဘူး။အဲ့ဒါကျမတို့ဝန်ခံနေထောက်ပြရတယ်။ဒေါအောင်ဆန်းစုကြည်နေရာမှာဒေါအောင်ဆန်းစုကြည်မဟုတ်ပဲနဲ့လက်ရှိတက်ချုပ်ရဲ့ခတ်တော်ဒေါ်ကျူကျူလကမန်းရွှေဆက်တော်အမျိုးသမီးမိဝင်ရရဲ့ဝင်လို့ရှိရင်လည်းပဲအဘအမိမဟိုးလို့ကျမတို့အားပေးထောက်ခံလဲအဘအမိမဟိုးလို့ဆိုပြီးကျမတို့ကလှစ်လို့ရှုထားမှာမဟုတ်ဘူးပြောမှာပဲ။နော်ဒီလိုပဲရေပေါ်ကျော် အဲရွှေဘော်ကျောင်းပေါ့နော်မလိုင်းမြို့နဲ့ရွှေဘော်ကျောင်းမှာဆိုလို့ရှိရင်လည်းအာဒီငကယုံဖျားဌာပနာဝင်းထဲမှာဖျားဒီဖျားဝင်းထဲမှာဒေါစုတီပုံရုပ်ထုထားပြီးကိုးကွယ်တာမျိုးကျမတို့ကက်ကွက်ရှုံချခဲ့တယ်လက်ရှိဆိုတော့လက်ရှိမှာဆိုရင်ဒုတချုပ်ရဲ့ဖက်နေစည်းတဲ့ကိစ္စဆိုလို့ရှိရင်လည်းကျမဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့လောကလက်ခံပြီးတော့မရဘူးဒါပြေဒီရဲ့ထဲမှာပဲရွှေဒီကုံဇေဒီတော်မြတ်ကြီးရဲ့မဟာအောင်မြေပေါ့နော်အောင်မြေနဲ့မြေမှာမြို့သမီးတယောက်ဖက်နေစည်းရတဲ့ရုပ်တံဖိုင်ကြီးနောက်ခုကချင်ပြည်နယ်ဗုဒ္ဓအိုးမှာကချင်မလေးတယောက်ဆိုပြီးတော့ ဒါကတော့တမင်သက်သက်ဆုံးဟားတာပေါ့နော်တမင်သက်သက်ဖျားရဲ့ဒီဇီရီတော်ရဲ့အလဲပစ်စရန်ထီကိုတမင်တကာဖနှက်နဲ့တက်ပြီးတော့တစ်တော်ဆော့တာဒါတမင်တကာဆော်ကားတာပေါ့ဒါမျိုးရင်မြင်လာတိုင်းကြားလာတိုင်းမှာကျွန်တော်နှလုံးသားတွေဆက်ဆက်ခံနာရတယ်နော်ဆိုတော့ခင်ဗျားတို့လည်းဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အလျောက်နောက်နှလုံးသားတွေနာကျင်ရလိမ့်မယ်လို့ကျွန်မထင်တယ်တချို့တော့အခရိယဘာသာဝင်တွေရှိတယ်တချို့တော့အစ္စလာမ်ဘာသာဝင်တွေရှိတယ်တချို့လူတွေမှာလူချင်းလူလူလူပီးသားရဲ့စိတ်တယ်လေးတွေရှိတဲ့ခါကျတော့ ဘာသာအခြားပြဖြစ်လင်ကစားကျွန်တော်တို့ဗုဒ္ဓဘာသာအဲ့လိုစကားခံရမှုပေါ်မှာတို့တွေစိတ်မကောက်ဖြစ်တာလည်းတွေ့ရတယ်။ဆိုတော့ကျွန်မမေးမယ်အခုလိုမျိုးဗုဒ္ဓဘာသာကိုနင်းမျိုးစုံနဲ့စော်ကားနေရတဲ့စော်ကားခံနေရတဲ့ပုံမှာခင်ဗျားတို့တုံ့ပြန်ကြတယ်လား။ကာကွယ်ကြတယ်လား။မိမိတို့ဘာသာကိုစော်ကားနေတဲ့လူတွေလက်ကနေပြီးနောက်နောက်စော်ကားမခံရအောင်ခင်ဗျားတို့ကာကွယ်ကြတယ်လား။အဲ့ဒီလိုစော်ကားနေတဲ့လူတွေကိုလည်းထိုက်တဲ့နဲ့အပြစ်ဒဏ်ခင်ဗျားတို့ပေးကြတယ်လား။ပေးကြတယ်ဆိုရင် ဘာသာကိုစော်ကားတဲ့လူတွေကိုစော်ကားတဲ့အလှအပြစ်ဒဏ်ပေးခြင်းလည်းဆိုရင်နောက်နောက်စော်ကားမခံရအောင်ကာကွယ်ခြင်းလည်းဆိုလို့ရှိရင်နိုင်ငံတော်ဘာသာဥပဒေကိုပြဋ္ဌာန်းဖို့လိုတယ်နိုင်ငံတော်ဘာသာဥပဒေကိုအသက်သွင်းဖို့လိုတယ်1923ခုနှစ်ဝါကွန်လပြည်နေ့မှာတမရမဝဲမောက်ကလက်မှတ်ရေးထိုးပြီးတော့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းခဲ့တာရှိတယ်။เนาะဒီအဆိုဆိုလို့ရှိရင်ပါလီမန်မတ်ဆန်းချောင်းမြို့နယ်ပါလီမန်မတ်ဝနကျော်ထင်တော်ခင်နာကအဆိုတည်သွင်းခဲ့တာပေါ့။ဒီ နိုင်ငံတော်ဘာသာကိုဘုရားဘာသာပြပြခန်းဖို့ဆိုတာကလွယ်လွယ်ကူကူဖြစ်ခဲ့တာမဟုတ်ဘူးเนาะအာအဲ့ဒီခေတ်အဲ့ဒီခါတုန်းကလည်းဒီစာကြည်အမောင်ကြီးလိုလူမျိုးသားရေးတန်ခါတော်တွေနဲ့လူချစ်ပုဂ္ဂိုလ်တွေကနေ၁၀နှစ်တိတိကြအောင်ကြိုးပမ်းဆောင်ရွက်ခဲ့ရတယ်။ပထမဒီကိစ္စကိုပါလီမန်မှာအဆိုတင်သွင်းတဲ့ခါမှာသာသနာ့ဝင်ကြီးဦးဝင်းကကန့်ကွက်တခဲ့တဲ့အတွက်သာသနာ့ဝင်ကြီးဦးဝင်းကကန့်ကွက်ခဲ့တဲ့အတွက်အဲ့ဒီအဆိုအပြက်ပြဲလို့၁၀နှစ်ကြာမှ ခက်ခက်ခဲခဲနဲ့ရလာခဲ့တဲ့ဥပဒေဖြစ်တဲ့ဒေါ်တော်ထောင်းကွာ60ခုနှစ်မှာနိုင်ငံအနယ်ပြောင်းဖြစ်လို့တော်လည်းကောင်စီတက်လာတယ်တမရော်ကအာနာထိန်းလိုက်ရတယ်အာနာသိမ်းလိုက်ရတဲ့အတွက်60နှစ်မှာစစ်တပ်ကအာနာသိမ်းလိုက်တဲ့အတွက် အဲ့ဒီဥပဒေဟာအလိုလျောက်ပြတ်ပြီးသားဖြစ်သွားတယ်။ဒါကြောင့်မလို့1000နှစ်မှာပြတ်သွားတဲ့အတွက်နောက်84ခြေကံဥပဒေဆိုတာပေါ်လာတယ်။2000ဖွဲ့ကြီးပုံခြေကံဥပဒေဆိုတာပေါ်လာလေ။လက်ရှိ2000ဖွဲ့ကြီးပုံခြေကံဥပဒေမှာဆိုလို့ရှိရင်ပုံမှန်361လို့ပဲပါတယ်။ပုံမှန်361ဆိုတာကလေဗုဒ္ဓဘာသာဒီနိုင်ငံသားအများဆုံးကိုယ်ခွေရာဂုံတုဝိသေသနဲ့ပြည်ဆောင်သောဘာသာလို့ပါတယ်။အဲ့ဒီနေရာမှာကျမတို့ကဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်ပြဋ္ဌာန်းခဲ့တဲ့ဥပဒေရက်ကိုပြန်ပြီးအသက်သွင်းဖို့လိုတယ်။ဆိုတော့အခုလိုမျိုးဆောင်းကားခံရတဲ့ ဆောင်းကခံနေရတဲ့ပေါ်ဒီမှာခင်ဗျားတို့နာကြည့်တယ်ခင်ဗျားတို့ခံပြင်းတယ်ခင်ဗျားတို့ကိုယ့်ဘာသာကိုနောက်နောက်အစောကမခံရအောင်ကာကွယ်ခြင်းနဲ့ဆိုရင်အဲ့ဒီလိုစောကနေတဲ့လူတွေကိုထိုက်တဲ့လျက်အလျောက်ပြုတ်မှုပြစ်ဒဏ်ပြန်ပြီးအပြစ်ပေးခြင်းနဲ့ဆိုရင်ကျမတို့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ဖို့ပြဌာန်းမှုလိုပါတယ်။နောက်ဒီလိုဆောက်ဆိုလို့ရှိရင်ကျမမဘုထုမဟာသွေးကြီးဒေါက်ဆန်းစုကြည်နဲ့ NLD ပါတီအစိုးရဖြစ်ခဲ့စဉ်ကာလတည်းကဒီအကြောင်းအရာကိုအများသူငါတွေသိရှိအောင် ကျွန်မမျှဝေခဲ့တယ်။တံမြေပြင်မှာလုခဲ့တာနော်59နှစ်မြောက်နိုင်ငံတော်ဘာသာနေ့ခန္ဓာနေ့ကနေစပြီးတော့နိုင်ငံတော်ဘာသာဖြစ်ပေါ်လာဖို့အကြောင်းနိုင်ငံတော်ဘာသာနေ့ဘာကြောင့်လိုအပ်တယ်ဆိုတာကိုလက်ကမ်းစာဆောင်တွေဝေပြီးတော့မြေပြင်မှာကျွန်မကိုယ်တိုင်လှုပ်ရှားခဲ့တာဒီနေ့ဒီချိန်ဒီကျွန်မလှုပ်ရှားနေစေဖြစ်တယ်။ဆိုတော့နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံတဲ့အခုလက်ရှိမှာရွေးကောက်ပွဲဝင်မဲ့တချို့ပါတီခေါင်းဆောင်ပါတီဥက္ကဋ္ဌတွေနဲ့တွေ့ပြတာရှိတယ်။တချို့ပါတီကကိုယ်စလဲလောင်းနေတယ်ပေါ့။ ပါတီတီတီကလွတ်တော်မတ်တွေနဲ့ကျွန်မတွေ့ဆုံပြီးနိုင်ငံရေးအကြောင်းအရာတွေဆွေးနွေးပြတဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းပဲကျွန်မတွေ့ကျွန်မစကားပြောပြီးတဲ့နော်ရွေးကောက်ပွဲဝင်ပြိုင်မဲ့လွတ်တော်ကိုယ်စားလှယ်တိုင်းကိုနိုင်ငံရေးပါတီတိုင်းကိုကျွန်မတိုက်တွန်းတယ်ခင်ဗျားတို့လွတ်တော်နဲ့ရောက်တဲ့အခါမှာဒီတခုတော့မဖြစ်မနေနိုင်ငံနဲ့လူမျိုးနဲ့ဘာသာနဲ့သာသနာအတွက်ကာကွယ်ပေးဖို့အစိုးရတင်သွင်းမှာလို့ကျွန်မအကြိမ်ကြီးခါကတိုက်တွန်းခဲ့ပူတယ် เนาะဆိုတော့ကျမရှိမှာတော့အင်းမာတို့ဟုတ်ကဲ့ပါဘူးခရီးပေးခဲ့တာရှိတယ်။ကွက်ရမှာတော့ဘယ်လိုလာမလဲအာနာရတဲ့အခါဘယ်လိုအပြောင်းလဲဖြစ်မလဲဆိုတော့ကျမတို့စောင့်ကြည့်ရနိုင်မယ်။ကျမတို့ပြည်သူတွေရင်ထဲမှာကအဲ့ဒီဥပဒေကိုအသက်သွင်းရမယ်ဆိုတာထည့်ထားဖို့လိုပါတယ်။